နံပါတ်၄တခုကဘာလဲဆိုတော့ကိုယ့်ရဲ့ morning energy ကို reserve လုပ်တာပါမနက်ပိုင်းမှာရှိတဲ့ကိုယ့်ရဲ့ good energy ကိုကျမတို့ကထိန်းသိမ်းထားတာပါအရင်ကဆိုရင်ကျမကမနက်အစောကြီးထားနေကြမဟုတ်တော့မနက်9နာရီ9နာရီခွဲလောက်မှအိပ်ရထားတယ်ကိုကအလုပ်ရုံထဲကိုရောက်တဲ့အချိန်ဆိုရင်၈နာရီ၈နာရီခွဲလောက်မှဖုန်းတွေကဝင်လာပြီးပြဿနာတွေကဝင်လာပြီးအမှစပြီးဖြေရှင်းရတဲ့အခက်အခဲတွေကတွေ့တယ်စိတ်ကမကြည်လင်ဘူးမနက်ပိုင်းကလည်းကိုကဘာအကားစားမှလက်ချင်ကမှမလုပ်ထားတဲ့အတွက်လူကလမ်းဆန်းပေါ်ပါမနေဘူး ဒါပေမဲ့ခုနောက်ပိုင်းမှာတော့ကျွန်မမနက်ကိုကိုလေ့ကျင့်ခန်းသွားတဲ့နေ့တွေဆိုလို့ရှိရင်မနက်9:00နာရီခွဲလောက်အိပ်ရထားပြီးတော့ဂျင်သွားလိုက်တယ်။အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကပေါ့ပါးနေတယ်ပြီးတော့စိတ်ကလည်းကြည်လင်နေတဲ့အချိန်မှာတခြားဘယ်ပြဿနာအုံမှမဖြေရှင်းမဲနဲ့ကိုအာယုံစိုက်ပြီးတော့လုံရမယ့်အလုပ်တွေကိုပဲအဲ့ဒီမှာလုပ်သွားတယ်။တနေ့တာအတွက် planning လုပ်တယ်ကိုယ့်ရဲ့ဒီ social media content တွေကို create လုပ်တယ် ြီးရင်မနက်ပိုင်းမှာကိုယ့်ရဲ့အာ energy ကြီးကြီးလေးလေးရှိနေတော့မှာကိုကတရားထိုင်တာမျိုးနဲ့လုပ်တယ်ဒါမှကိုယ့်ရဲ့စိတ်ကတနေ့လုံးအတွက်ကိုကြည်လင်နေပြီးတော့ပြဿနာတွေအကုန်လုံးကိုဖြေရှင်းနိုင်မှာအဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့ morning energy ကအရင်ရေးကြည့်ပါတယ်အဲ့လိုမှမဟုတ်ဖ ೇನೆ မနက်မိုးလင်းတာနဲ့ကိုကအာ မျက်စိနှလုံးဖွင့်လိုက်တာနဲ့ဖုန်းလေးကိုကြည့်နေ notification တွေကကို့အာယုံထဲကိုဝင်လာတယ်ဒီကြားထဲမှာအာသူများရင်းနဲ့စကားပြောတယ်အဲ့လိုမျိုးသာလုပ်တယ်ဆိုလို့ရှိရင်ကို့ရဲ့တနေ့တာလုံးမှာလုံမဲ့အလုပ်တွေအကုန်လုံးကနောက်ကျသွားရောအဲ့ဒါကြောင့်မလို့မနက်ပိုင်း morning energy ကို reserve လုပ်ထားခြင်းဟာအရန်ကိုအရေးကြီးပါတယ်ဒါမှကို့တရက်လုံးအတွက်ကိုစိတ်ကကြည်ကြည်လင်လင်နဲ့အလုပ်တွေပို့ပြီးပြီးမယ်ကို့အချိန်ကိုကိုက control လုပ်နိုင်တယ်ဆိုပြီးတော့ခံစားရမယ်အဲ့လိုမှမဟုတ်လို့ရှိရင်မနက် morning နဲ့က ြဿနာတွေဝင်လာလိုက်တာညနေအထိမပြီးတော့ဘူးဆိုပြီးတော့အလုပ်တွေလည်းမပြီးအဲ့ရနေမှတစင်ကိုက CPC မှုတွေလည်းပို့ပြီးတော့ရရှိနိုင်ပါတယ်။